ပြီးခဲ့တဲ့ချန်ပီယံလိဒါညမှာဒါအကောင်းဆုံးလက်ဆန်းပြခဲ့တဲ့လီဗာပူးအသင်းရဲ့ဒါဂိုးသမားအလီဆင်ကိုဒါလီဗာပူးအသင်းကဆက်လက်ပြီးတော့ဒါထိမ့်သိမ်းသွားမယ်ဆိုတဲ့ဒါထိမ့်သိမ်းသွားမယ်ဆိုတာဘယ်လိုလဲဆိုတော့ထပ်ပြီးတော့သူ့ကိုစာချုပ်တက်တန်းတိုးဖို့လုပ်နေတယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာဒါကျွန်တော်တိတိလောက်လေးဒါပရိသတ်ကြီးနဲ့အတူတူဆွေးနွေးသုံးသပ်ပြီးသွားမှာဖြစ်ပါတယ်ကျအလီဆန်က ီလီဗာပူးအသင်းကိုကျွန်တော်ရိုမာကနေပြီးတော့2018ခုနှစ်မှာရောက်တယ်2018ကနေပြီးတော့ကျွန်တော်အခုအချိန်ထိဒါကျွန်တော်ဒီလီဗာပူးအသင်းမှာရှိနေတုံးပဲဒါသူ့ရဲ့ဒါကွန်ထရက်ဒါစာချုပ်ကုန်မှာ2029ကျမှာကုန်မယ်နောက်တော့2နှစ်ကျန်သေးတယ်ပေါ့စာချုပ်ကကျန်သေးတယ်ဆိုပေမဲ့ဒီ ဘရာဇီးကိုတို့မှာအသက်32နှစ်အရွယ်ရှိပြီဖြစ်တဲ့ကျော်အလီဆင်ကိုလီဗာပူးအသင်းကဆက်ပြီးတော့ထိန်းထားချင်သေးတယ်သူရဲ့လက်စွမ်းလေးကလည်းတောက်လျှောက်ကောင်းနေတော့မဲသူဒီရာဒီအစောပိုင်းကမှတော့ injury လေးဖြစ်လို့သာကျော်ခါလီယာဝင်ဖန်းကားတယ်ခါလီယာကိုတော့လီဗာပူးအသင်းကအငားချဖို့ရှိတယ်လို့အပြီးသက်ရောင်းသွားဖို့လည်းရှိတယ်ဒါပေမဲ့အလီဆင်ကိုတော့အဲ့လိုမျိုးလုံးဝလုံးဝမဟုတ်ဘူးဒါအသင်းကပဲဆက်ပြီးတော့ဆက်ထိန်းထားမယ်ဆိုတဲ့အကြောင်းအရာပဲအဓိကပြောချင်တာအလီဆင်ကိုတော့လီဗာပူးအသင်းကတကယ်ထိန်းထားသင့်တယ်ဗျဘာလို့ဆိုတော့တကယ် quality ကိုတို့မှတက်ရောက်လဲဖြစ်တယ်တကယ်ကို talent ရှိ ိတဲ့ကိုသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အလီဆင်ကလီဗာပူးအသင်းနဲ့တော်ကြီးကိုလိုက်ဖက်ညီတဲ့ကိုသမားတစ်ယောက်လို့ပြောလို့ရတယ်။ကျွန်တော်အခုလက်ရှိမှာဆိုလို့ရှိရင်ဒါအလီဆင်ကကျုပ်ဒီတပတ်လောက်ခဆိုလို့ရှိရင်ယူရိုပေါင်2သိန်းပေါ့ယူရိုပေါင်2သိန်းရတယ်သူ့အနေနဲ့ဒီထပ်ပိုတဲ့လစာတော့လိုချင်နေဆိုပေမဲ့အသက်ရွယ်ကြောင့်ရောတခြားကိစ္စတွေကြောင့်လေဘာဘူးအသင်းဘက်ကတိုးပေးခြင်းမှတိုးပေးလိမ့်မယ်ဒါမဲ့တေချာတာကတော့အလီဆင်ကိုနောက်ထပ် ဒါဒီစာချုပ်ကုန်သွားတဲ့ခါကြလို့ရှိရင်နောက်ထပ်တက်တန်းတိုးဖို့ကတော့တည်ကြပါဗါးအဲ့ဒီတစ်ဆက်တည်းမှာပဲကျော်တက်တန်းတိုးဖို့အတွက်ကဘယ်သူတွေရှိသေးလဲဆိုတော့ဒီကျော်ဒီယာဒီအစတွေကအခုချိန်ထိဒါယာဒီကုန်မှာစာချုပ်တက်တန်းကုန်ဆုံးတော့မယ်ကစားသမား၃ယောက်ကိုဒီဘာဘူးအတင်းကအခုချိန်ထိတက်တန်းမတိုးနိုင်သေးဘူးဇာလက်ရယ်ဗန်ဒိုက်ရယ်ပြီးလို့ရှိရင် အာနိုရယ်အဲ့ဒီ၃ယောက်ထဲမှာကျော်ဇာလက်နဲ့ဗန်ဒိုက်နဲ့ကတော့ တတန်းတိုးဖို့ရာခိုင်နှုန်းတော်တော်လေးနီးစပ်နေပါပြီ။အဲ့ဒီကပြီးလို့ရှိရင်တော့အာနုကတော့ရာဒီကုန်တဲ့ခါကြားလို့ရှိရင်အလွတ်နဲ့ကျော်ဆုံးရှုံးအပ်ွယ်ရှိတယ်။ဒါဘယ်လိုလဲဆိုတော့တည့်ရဲ့အတိုင်းပဲရီယယ်မက်ထရစ်ကိုသွားမှာအာနုကဒီဘယ်လင်ဂန်တို့လည်းရှိတယ်။တော်တော်သူဒီသူတို့အဓိကလိုအပ်နေတာရီယယ်မက်ထရစ်ကလည်းဒီအာနုလိုကစားသမားမျိုးလိုအပ်နေတာဆိုတော့အာနုသာရီယယ်မက်ထရစ်ကိုရောက်သွားရင်လုံးဝ perfect ဖြစ်သွားပြီ။အားကြောင့်မို့လို့အာနုကလည်းအမြန်ဒီဒီဘက်ကိုလည်းတင်းခံထားတယ်။ကျော်အရှိမလဲဗျဒီအလွတ်နဲ့ပြောင်းမယ်ဆိုပြီးတော့ သတင်းတွေထွက်ပြီးတော့မှအသင်းကစာချုပ်ကောက်ကပ်ပြီးတော့ချုပ်လိုက်တဲ့ပလေယာတွေလည်းရှိမှအများကြီးတွေ့ခဲ့ပြပါဥမာဆိုဘယ်လိုလဲဆိုတော့အနည်းဆက်ဆုံးပြောရမယ်ဆိုလို့ရှင်ဗျာကျော်ဘိုင်မြူနစ်ကကျော်ခင်မစ်ခင်မစ်ဆိုလို့ရှင်ထွက်မယ်ထွက်မယ်ထွက်မယ်ဆိုပြီးတော့တောက်လျှောက်အတန်တွေလွှင့်တယ်အဲ့တော့သူ့ရဲ့ market value ကတက်လာတယ်တက်လာပြီးတော့အဓိကကတော့လာတာတိုးပြီးတော့လိုချင်တာပေါ့ဗျာအာနိုးလည်းအဲ့လိုပဲသူအခုလက်ရှိလာတာထက် နှစ်ဆလောက်ပို့ပြီးတော့လိုချင်တယ်နှစ်ဆလောက်ပို့ပြီးလိုချင်တာဖြစ်တဲ့ကြောင့်အဲ့လိုမျိုးဈေးကင်ရပေါ့ပြီးတော့မှကောက်ကနင်းကကြီးအတင်းဘက်ကစာချုပ်ဘဏ္ဍနည်းဆိုပြီးတော့ကောက်ချုပ်လိုက်တာ Kimish တို့ပြီးလို့ရှိရင်နောက်တစ်ယောက် Amphoso David Amphoso David လည်း Real ကိုအလွတ်နဲ့ပြောင်းမယ်ဆိုပြီးတော့သူတို့စာချုပ်ချုပ်လိုက်ရတာပဲ Bayern Munich နဲ့အဲ့လိုမျိုးကစားသမားတွေကဈေးကင်တာပေါ့သူတို့ဒီလစာပို့လိုချင်လို့အတွက်ကြောင့်မို့လို့အဲ့လိုမျိုးဈေးကင်တာအာနိုလည်းအဲ့လိုပဲထင်ပါတယ်ကျောင်းဒီပြောင်းကျင်ရဲ့ပြောင်းကျင်တယ်လို့တော့မဟုတ်ပါဘူးသူ့ရဲ့ဒါငယ်မွေးချံပေါအသင်းဖြစ်တဲ့ဒီအသင်းမှာပဲသူလဲဆက်နေကျင်မှာပဲသူ့ရဲ့လောကလာစာတော်တော်ကြီးကိုနဲတာဖြစ်တဲ့ တဲ့ကြောင့်မလို့ဒီလောက်ခလာတာပို့လို့ခြင်းနဲ့ဟိုကာလာရှည်စာချုပ်ပေါ့အနည်းဆုံး9နှစ်10နှစ်လောက်ဒါစာချုပ်ချုပ်ခြင်းနဲ့ပေါ့အဲ့လိုမျိုးကိစ္စတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့အာနိုးကိုဒါလေဘာဘူးအတင်းကစာချုပ်ချုပ်ဖို့ညှိလို့မရဖြစ်နေတာပေါ့ဒါ3ချိန်လောက်ကန်လန်းပြီးသွားပြီ3ချိန်လုံးအာနိုးကလည်းပယ်ချထားတယ်တွေ့ချင်းနောက်ထပ်ဒါဆာလတ်နဲ့ဗန်တိုင်းတွေကတော့စာချုပ်ချုပ်ဖို့ကတတန်းကတော့တော်တော်လေးနီးစံနေပြီအဓိကကတော့ဆာလတ်ကသူကအနည်းဆုံး3နှစ်4နှစ်လောက်ချုပ်ခြင်းနဲ့ဒါမဲ့အတင်းဘက်ကတစ်နှစ်ပဲ ဒါစားကြုပ်တတန်းတိုးကျင်တာဖြစ်တဲ့အကြောင်းမို့လို့ဒီသူတို့ကြားထဲမှာလည်းဒါညှိစရာကိစ္စလေးတွေကလည်းရှိနေသေးတယ်။ဒါမဲ့ဒီဟာကတော့ယာတီကုံတဲ့ခါကြလို့ရှိရင်တော့ကျော်သေးသေးချာချာသိရမှာပါ။အဓိကကတော့ဒီနေ့ပြောချင်တာအလီဆန်ဘာကာကိုဒါကျော်ဒီ လီဗာပူးအသင်းကလက်လွတ်မှာမဟုတ်ဘဲနဲ့သူတို့အသင်းမှာဆက်ပြီးတော့ထိန်းထားသွားမယ်ဆိုတဲ့အကြောင်းအရာကိုတယ်ဝင်ချပြပြီးတော့ဒါသူတို့အသင်းရဲ့ဒါအရန်ကိုဒမာဒုတိယကတော့ကိုဒမာခါလီဟာကိုတော့ဒီရာတီကုန်တဲ့ခါကြလို့ရှိရင်ဒါအပြောင်းရွှေ့ဈေးကွက်မှာရောင်းချသွားဖို့ ਨੇ ဒါသူတို့ပြောကြားထားတယ်အဓိကတော့ခါလီဟာကိုဘယ်အသင်းတွေကအဓိကစိတ်ဝင်စားလဲဆိုတော့ကျော်ချယ်ဆီတို့ပြီးလို့ရှိရင်တခြားဒီစပိန်လာလီဂါထိပ်သီးကလပ်အသင်းတွေဒီဘွန်ဒလီဂါအသင်းတွေကဒါစိတ်ဝင်စားနေရပေါ့ဒီကစားသမားကလည်းဒီခါလီဟာကလည်းသူတကယ်ကောင်းတဲ့ကစားသမားဒီအလီစင်ကိုဒါမကြော်နိုင်လို့ဒါသူ့အနေနဲ့အရန်ကစားသမားအဖြစ်ရှိနေ ရတာတကယ်သူ့ကိုပွဲထွက်ခွင့်ပေးမယ်ဆိုလို့ရှိရင်တကယ်ကိုကောင်းတဲ့ကစားသမားတကယ်ကိုအရေးချင်းပြေးရတဲ့ ကိုသူမတယောက်လိုပဲပြောချင်ပါတယ်ဒါအလီဆင်ကိုလည်းဒါလီဗာပူးအတင်းဆက်သိမ်းထားတာမှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ပဲကျွန်တော်ထင်ပါတယ်ပြိတ္တကြီးအမြင်မှာဆိုလို့ရှိရင်ရောဒီအလီဆင်ကျော်လီဗာပူးအတင်းမှာဆက်ရှိနေတင်တာအလီဆင်ရဲ့ဒီ talent ကိုရောပြိတ္တတွေသဘောကျရလားဘယ်လိုမြင်လဲ comment မှာဝင်အောင်ဆွေးနွေးပေးသားကြပါအောင် MM Media ကိုအဆုံးထိရှိပါကြပြိတ္တတယောက်ရှိနိုင်ကိုဒီဘက်တရုတ်တင်ရှိပါတယ်အားကစားသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေရဲ့ကျော် MM Media ရဲ့ Facebook YouTube TikTok တို့ကို like subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးမဲ့တိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပြိတ္တများနေနဲ့ www.mmmedia တော့ stream မှာခမိုက်တိုင်းလောက်ဝင်ရောက်ရှိနိုင်ပြီဆိုတဲ့အကြောင်းကိုတင်ကောင်းပိုင်းနဲ့နောက်စီစဉ်မှာပြန်လည်ဆောင်ပေးကြရမယ်ကျွန်တော်တို့စီစဉ်တိစပ်သူ90ပါ you